ျွန်တော်တို့ချိုးဖြတ်နိုင်မယ်လို့ထင်ကန်စစ်ပိုင်းအဆင့်ဟာပရီးမီးယားလိအဆင့်တန်းတော်မရှိဘူးလို့တော့ပြောလို့ရတယ်။ဝင်နေရှိနောက်မှာဒါရိုက်တာတက်အများကြီးတာဒါရိုက်တာတော်တင်းငွေကြရင်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့လည်းပွဲကောင်းလို့ပြောလို့ရအောင်เนาะ Brighton နဲ့ဒါ Newcastle ဝယ်ရှိပါတယ် Brighton ကလာပြီးခဲ့တဲ့တပတ်မှာ West Ham ကို3-2နဲ့နိုင်လိုက်ပြီးတဲ့နောက်မှာသူရဲ့အင်ဝင်း၃ဆက်နိုင်ပွဲမဲမှုကိုရပ်တန့်သွားခဲ့တယ်เนาะ Newcastle ကတော့ဒါ Ipswich ကိုတပါရပါပဲ3-0ပြတ်နဲ့အနိုင်ယူပြီးတဲ့အခါမှာ ယူကာစီကဟိုပြန်ခွဲဆုံးနောက်ဆုံးကစားတဲ့ရှစ်ဟိုရှစ်ပွဲမှာခုနှစ်ပွဲလောက်နိုင်တာရယ်ဗောနော်အဲ့လိုအနေထားမျိုးရှိနေတယ်ဟိုတခုပဲရှိတာ Brighton မြေမှာတော့ Newcastle ကနောက်ဆုံး၅ချိန်တော့ကစားတော့နိုင်ခွင့်မရခဲ့တဲ့အနေထားရှိတယ်အဲ့ဒီစံချိန်ကြီးတခုကိုလက်ရှိ Newcastle Found နဲ့အဲ့အတိတ်ကပေါင်းလဲတော့မတူတော့ဘူးအဲ့အတင်လာကို Newcastle ချိုးဖြတ်နိုင်မလားလို့ဒေကွန်ထုတ်မှဆိုတော့ကျွန်တော်အနေနဲ့တော့ကျွန်တော် Newcastle Play ကိုကစားဟန်ကိုပိုကြိုက်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်တော့ချိုးဖြတ်နိုင်မယ်လို့ထင်တယ်ဆရာတို့ရဲ့အမြင်လေးတစ်ချက်တော့ပြောပါဦးပြီးခဲ့တဲ့ Brighton ဘွဲကိုကျွန်တော်တို့ဟိုတောင်းအောင်တုံးတက်တဲ့ခါမှာလဲเนาะကျွန်တော်တို့ goal ပေါ်ပဲအဲ့ဒါဦးစားပေးပြောရဲဆိုဘာကြောင့်လဲဆိုတော့ဒီ Brighton ရဲ့ကန်စကြီးอ่ะဗျဟိုတော်တော်ပေါ့နေတာအတူဘယ်လိုပြောမလဲဆိုတော့ဒီတောင်းပန်တွေကိုပြိုင်ဘက်ကတောင်းပန်တိုက်ဆက်တူသူဘယ်လိုမှမထိနိုင်အသူ throw ball တွေကိုလည်းကာဝေးအောင်ပါလေညံ့စင်းပြောရဗျာဟို Brighton ရဲ့အဆင့်อ่ะဟိုကန်စစ်ပိုင်းကိုပြောတာပါဒါကန်စစ်ပိုင်းကိုဘယ်တော့လို့ကျွန်တော်စကြည့်ရပါဘော ရိုက်တန်ရဲ့ကန်စစ်ပိုင်းအဆင့်ဟာပရီးမီးယားလိအဆင့်တန်းတော့မရှိဘူးလို့တော့ပြောလို့ရတယ်။ဆိုတော့ဒီမှာနယူကာဆယ်ကချန်ပီယံလိအတွက်သူရထားတဲ့နေရာလေးမှာအဆင့်၃နေရာလေးနေရာလေးမှာမြဲဖို့အတွက်ကိုအဲသူကစွမ်းကုန်ကြိုးစားတာပေါ့။နယူကာဆယ်တိုက်စစ်ဆိုတော့ကြာတိတဲ့အတိုင်းပဲ။တကယ်ကစားပြီဆိုတော့ကောင်းဒါဗီလာနဲ့တပွဲပဲသူ ตัวผิดตัวเลยอ่าโอเคตู้ดีกูโหนี่เป็ดไอ้ดิฮ้องสวยเลยดาวโหส่งอย่างกูตะไปแล้วเนาะว่าอู้เปลี่ยนไปโกแก้ไล่ตาเนี่ยနိုင်ဝဲပြန်ရတာပဲကိုပြတ်နိုင်တော့ဆိုတော့အောင်အချေးအောင်လုံးတွေပဲကြည်ကြည်ခြေစောင်းပဲကြည်ကြည်တိုက်စစ်ပိုင်းကိုပဲကြည်ကြည်နျူကာဆယ်ဒီပွဲမှာမရှုံးတော့အနည်းဆုံးတေလောက်တော့ကစားပဲထင်ဆိုတော့ကျွန်တော်ကနျူကာဆယ်ဘက်ပဲအောက်တန်ဟုတ်ပဲဆရာရဲနေတာဒီပွဲတွေ ချေးကိုကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ဗျာညူကာဆီယာ level 30ပြည့်တယ်ခင်ဗျာညူကာဆီယာဘုံပေါင်းအသုံးလုံးတည်ရထွက်ပြီးဒီကပြောရမယ်ဆိုရင်ဒီ Brighton အဲ့ဒီမှာပထမအုပ်ဆုံးချိန်ညူကာဆီယာတည်ချမ်းပြီးတယ်ဟုတ်တော့အော်ပြီးတော့ကျွန်တော်တို့ဒီမှာနောက်တစ်ခုရှိတာ twin ကလေးပွဲတဲ့ဒီ Brighton အဲ့ဒီမှာညူကာဆီယာဒုံးမမနိုင်ခဲ့ဟုတ်တယ်ဆိုတော့ဒီပွဲမှာပထမအုပ်ဆုံးဈေးနှံပြီးတဲ့ပွဲဖြစ်တယ်လို့ဒီ Brighton ကိုလည်းဟိုပြောမှာဒီ Brighton အဲ့ဒီမှာနိုင်ပွဲပြောင်းနေမှုတွေကဒီပွဲတော့ရတဲ့နေမှုခဲ့လက်ရှိအနေကလည်းကျွန်တော်ညူကာဆီယာပုံပေါင်းပေါင်းလေးကိုထားတာ ဖွင့်တဲ့ရှင်းတော့မှာဒါရိုက်တာအများကြီးစားဒါရိုက်တာကိုကန်စစ်ကန်စစ်စကားပြောတော့ဟုတ်ပါဘူးဘာလို့လဲဘာလို့လဲဒါတော့ဒါလေးဝယ်ရအောင်လေ20ဟုတ်အဲ့ဒါကျွန်တော်ကျွန်တော်လည်း new car စေ G online ကြီးဘာကြီးတွက်ချက်တော့ပိုကောင်းတယ်ပြောကြအောင်လို့ကျွန်တော်ဒီတနင်္ဂနွေညရဲ့ brand ဟိုဟာ brighton နဲ့ new car စေပွဲတော့ကျွန်တော်တို့ new car စေကိုရွေးချယ်လိုက်ပါတယ်ခင်ဗျာဟုတ်